မတန်ကိုဒုက္ခရောက်ပြီးရိုးရိုးတသားနဲ့ဘဝကိုဒုက္ခရောက်တဲ့လူတွေအများကြီးငါနေတော့စရအကောင်ခေါ်ခဲ့မယ်။လူကြဆန်းလူကြဆန်းဆိုပြီးတော့လှုပ်အိုင်းမှာဒီတော့အရာကူကဘာတယ်မလို့ကင်မရာကြီးကင်မရာတကားကားနဲ့ဖုန်းတကားကားနဲ့အဲ့ဒီအိမ်ကြီးကိုသွားပြီးဇွတ်တွေလှူတာလှူတာလှူတာခတ်တော့ခတ်နေပြီစောက်ယူတွေတမျိုးခမားတို့ကဖင်ရပြီခမားတို့ကတက်တက်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောတွေရှောက်ပြောနေဒုက္ခပဲဘာတွေစောက်ယူသူများရှောင်နေရှောက်ရှောင်နေစောက်ပေါ်တွေတော်မီပရဟိတာများ နေနေလေးစောင့်ပါအောင်လားလို့တာယောပရာဟိတာခါရောမီပရာဟိတာတွေကလည်းအသေးအံပတ်စံနေသွားပေးလာကြတော့မျက်စိထဲမှာမြင်ရတော့အဆင်မပြေဘူးနော်အဲ့ဒါကြီးရတော့လေနော်တစ်တလုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲတို့ကပျော်မွေ့နေပြီစီးနဲ့ကန်းနဲ့အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်တက်ချက်တွေနဲ့တို့မနေနိုင်ဘူးတို့ကူဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်သင်ကန်းစာတစ်ခုရလိုက်တယ်အဲ့ဒါကလည်းဆိုလူတွေကပြောကြတယ်ဗောနော်အဲ့လိုမျိုးတခိုးခိုးတိုင်းကလေးပါလို့ရှိရင်ခိုးလို့ရကြီးအလူငွေတွေရကြီးဆိုရင်လူတိုင်းကတခိုးတွေဖြစ်ကုန်မှာဗောလို့ပြောတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါကိုဘယ်လိုဘာပြောချင်လဲဆိုတော့လေလူတွေက ဖြည့်ရှင်းပုံဖြည့်ရှင်းနေမှားလို့ဒီကိစ္စအဲ့လိုဖြစ်သွားတာသိလားအစတည်းကလေခိုးရင်ခိုးတဲ့အလျောက်တက်ဆိုင်ရာတာဝန်ရှိရလို့ရှိပြီးသားရဲလက်ကိုအပ်လိုက်လို့ရှင်ဒီကိစ္စအဲ့လောက်ကြီးကြီးဖြစ်သွားမှာမဟုတ်ဘူး မင်္ဂလာပါပရိသတ်ကြီးခင်များယနေ့ကျွန်တော်တို့တင်ဆက်ပေးမှာကတော့လက်တလောလူမှုကွန်ရက်ပေါ်မှာခရက်ရိုက်ခတ်နေတဲ့လှိုင်းသားရမျိုးနယ်ကဖြစ်စဉ်တစ်ခုနဲ့ဆက်ဆက်ပြီးမြမအမှုပညာနယ်ပယ်နဲ့လူမှုကွန်ရက်ပေါ်ကထင်ရှားသူများရဲ့အပြုမူတွေကိုပြင်းပြင်းထန်ထန်ဝေဖန်မှုများပဲဖြစ်ပါတယ်။အဲ့ဒါဆိုဘာဖြစ်သွားမလဲဆိုတော့အများ ရဲ့ mindset ထဲမှာဘာဖြစ်သွားဟာဒီလိုခိုးလိုက်တာတောင်မှဒီလိုလုံးလိုက်တာတောင်မှဒီလိုမျိုး Facebook ပေါ်မှာတနာစီဟာပြကွက်တစ်ခုရရင်ဒီလိုမျိုးပတ်စံနေရတတ်ပါလားဆိုတဲ့ဟာမျိုးတဆိတ်ရှင်ပတ်စံသွားပေးတာတဆိတ်ရှင်အလှခံပြီးတော့မှပတ်စံသွားပေးတာအဲ့ဒါဇာတိတမန်တိုင်းတွေကိုရိုက်ချိုးခံရတာပဲ စင်မပြေတဲ့သူကိုပတ်စံပေးတာဘာဖြစ်လဲဆိုတော့ no မဟုတ်ဘူးအလွန်ရသွားတာအဲ့တော့ဒီလို case မျိုးတွေဖြစ်လာတိုင်းဖြစ်လာတိုင်းဘာဖြစ်လဲဆိုတော့ပတ်စံရဖို့အတွက်ပဲမျက်ရည်ခြူကြတော့တာပတ်စံရဖို့အတွက်ပဲလုံကြတော့တာအဲ့တော့ Karomi Parahita ကြီးတွေ ਨੇ ဒီပတ်စံတွေသွားသွားပြီးအိမ်နိုင်ရန်ရောက်နေသွားပြီးတော့မှကျူးလွန်သူဟာနစ်နာသူအဖြစ်တွေဟန်ဆောင်ပြီးတော့မှဒီလိုမျိုးကြီးဖြစ်နေတာတွေကြတော့လေအစင်မပြေဘူးကြည်ရတာတခုမှတခုပဲပေါ့ဟုတ်တယ်နော် အဲ့တော့ခဏလေးတော့စိတ်ရှည်လက်ရှည်နဲ့စောင့်ကြည့်ကြပါဦးလို့เนาะအမြဲတမ်းကျွန်မကြည့်နေတခုခုဆိုလေဟာအသေးအသံအရန်မှလူကျင်တယ်တန်းကျင်တယ်မဟာကိဥနာရှင်ကြီးတွေဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူဈေးယုံကြီးတွေမှာအများကြီးပါသွားလူပါမိမမဲ့ခင်ဟာဒီမှာလိုအပ်ချက်တွေအများကြီးပါသွားလူပါနော်အဖုံးတော်ဒီကြီးတင်ပညာကျောင်းနေမှာလင်လိုအပ်ချက်တွေအများကြီးရှိပါတယ်နော်ဟာဘုံကြီးကျောင်းနေဆင်းရဲနေတဲ့ဘုံကြီးကျောင်းနေအများကြီးရှိပါတယ်ဟုတ်လား တာသနာနဲ့သက်ဆိုင်တဲ့နေရာဆိုရင်လေလူပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့နေရာဆိုလဲအဝေးကြီးသွားစရာမလိုပြည်သူစေယုံကြီးသွားလိုက်ပါစီးမကူတာနိုင်လို့မတည်တယ်မင်းနဲ့တည်သွားတဲ့သူကြီးအများကြီးရှိတယ်အဲ့တော့ကင်မရာကြီးတကားကားနဲ့တခုခုဟေး Facebook ပေါ်မှာတန့်ကနေဟေးဆိုအတင်းတွေသွားပြီးတော့မှအလူရက်တွေပတ်စံတွေပေးပြီးတော့မှဟာဘလို့ရင်ပဲချမ်းနိုင်နေမြစ်တာရှင်ကြီးတွေသွားလုတာအဆင်မပြေနေဘူးတော့ကြည်ရတာတခုဟာတခုပဲပေါ့သူခုံးမှုကျူးလွန်တာဒီခုံးမှုကျူးလွန်တာပဲတော်သူကလေးပဲပါပါမပါပါဘလုံးဝဲဖြစ်ဖြစ်ခုံးမှုကျူးလွန်တာပဲ ုတ်လားဆိုင်ရှင်ကလည်းပြောပါနောက်တစ်ခါကျမကိုမနေတော့ကဗီဒီယိုဖိုင်လေးလာတော့ကျမနဲ့တိတဲ့ညီမလေးတယောက်ကလာတယ်ကျမအတန်ဖိုင်လေးပို့ထားတယ် မမတဲ့သူနဲ့ဆိုင်နီးခြင်းတဲ့အခုဖြစ်တဲ့ဆိုင်ရှင်ကတဲ့အဲ့ဒီမိန်းမကြီးတွေကတဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားနေတာတဲ့အချိန်တိုင်းသူတို့ကအဲ့လိုပဲလှုပ်ရှားနေတဲ့သူတွေတဲ့တအားဆိုးတယ်တဲ့ခံရတဲ့သူတွေဘက်မှာလည်းတဲ့ဟုတ်တာပေါ့နော်ဒါဟိုဒေါသအလျောက်ခဏခဏခံလုံးဝကြည့်လို့ဒေါသအလျောက်လွန်ကျူးသွားတာပေါ့နော်လွန်ကျူးသွားတာပေါ့သူကသူစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စအောင်စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လုံလိုက်တာဖြစ်တဲ့သူကသူလည်းမှားသွားတာပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူ့အလွန်ကိုယ်အမှားဖြစ်သွားတာ ဟုတ်တယ်နော်ဆိုတော့တခိုးကမူလကခိုးတယ်ဟုတ်လားအဲ့ဒါဆိုရင်ခုနလိုရက်ကြီးတွေခွန်ရမယ်အဲဘယ်လိုခွန်ရမယ်စသဖြင့်မို့ဒီလိုမျိုးတွေနဲ့အစင်းစင်းသွားအောင်မ तू ကဒေါသလေးရောက် तू ကသူစီရင်လိုက်တယ်စီရင်တာလဲပြဿနာမရှိသေးဘူး Facebook ပေါ်ရိုက်ပြီးတင်လိုက်တဲ့အချိန်မှာဒါအော့အော်တောင်းနှင်းဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲအမှန်ကနေအမားဖြစ်သွားတာပေါ့အဲ့တော့အဲ့လိုမျိုးအုပ်စုဖွဲ့ပြီးခိုးနေတဲ့သူတွေကအုံနဲ့ချင်းနဲ့ရှိတာ ကြောက်စရာတိတ်ကောင်းတယ်အဲ့တော့ကျမအရင်တော့ဆိုရင်တနာလို့မလို့အဲ့တောင်းစားနေတဲ့ကလေးတွေဖနက်ကလေးမရှိလို့ဖနက်ကလေးခေါ်ပေးတယ်နောက်နေ့ဖနက်မရှိတော့ဘူးเนาะအဖနက်ဒီတိုင်းပဲဒုံရင်ဒုံရင်ပဲဟုတ်လားအဝိစရာလေးမရှိလို့ကျမတို့အဝိစားခေါ်ပေးလိုက်တယ်နောက်နေ့အဲ့ဒီအဝိစားမရှိတော့ဘူးเนาะဒုံရင်ဒုံရင်ပဲသူတို့ကကဲတင်လို့မရတော့ဘူး အဲ့ဒါကြီးကိုပရာဟိတခါရောမီပရာဟိတတွေကလည်းအသေးအံပတ်စံနေသွားပေးတာကြတော့မျက်စီထဲမှာမြင်ရတာအဆင်မပြေဘူးနော်။ကဲနော်တခုစွတ်တီတနာနေတဲ့သူတွေလည်းနော်ဒါကြည်ထားကြရှင့်။ဒီအမအယ်မွန်တင်ပြောသလိုပဲနော်ဘလောက်ပဲမီတောင်မြောက်ပြီးပြီးနော်ခိုးစားခြင်းတဲ့သူကဒါခိုးစားကြမှာပဲရှင့်။လက်ကြောတနေ့လုံးမစားခြင်းတဲ့သူကနော်ဘရောမှသူတို့ကအဲ့ဒီဘဝတွေကနေယုံထားမှာမဟုတ်ဘူးရှင့်။လွယ်လွယ်ရတဲ့အတွက်လွယ်လွယ်ပဲခိုးစားတောင်းစားကြမှာရှင့်။ဒီဆိုင်ကိုဝင်ခိုးတဲ့သူကလည်းနော်ဒီအမျိုးသမီးဖြစ်နေလို့ရှင့်။သူ့မှာလည်းဒီခလီတယောက်ပါလာတဲ့အတွက်မလို့ဒါပြည်သူတွေက လည်းဝိုင်းပြီးတော့တနာနေကြတာရှိတကယ်နဲ့အဲ့ဒီတခိုးမိုင်းရဲ့နေရာမှာเนาะအမျိုးသားတဦးသာဖြစ်ကြည်เนาะဘသူကလာပြီးတော့ကုညီมาလဲเนาะဘယ်ပရိဒအသင်းကလာပြီးတော့ကုညီมาလဲရှင့်နောက်ထပ်ဒီအမအယ်မွန်သင်းပြောထားတဲ့ view file လေးလည်းရှိသေးရဲ့ရှင့်ထပ်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်เนาะဟိုအမျိုးသမီးမှန်သလားဆိုဆိုင်ရှင်အမျိုးသမီးမမှန်ဘူးဆိုင်ရှင်အမျိုးသမီးမမှန်ဘူး။ဘာဖြစ်လို့သူဟာသူစီရင်ဆုံးလုတ်လုတ်ပိုင်ခွင့်မရှိတာဘူး။သူလုတ်လိုက်တာဘလို့သူလည်းသူပြစ်မှုပြစ်တယ်သူကြားခံရမှာ။ဒါပေမဲ့ ခိုးနေတဲ့တခိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေတခိုးကတခိုးပဲဟုတ်လားအဲ့တော့တခိုးကလူပြန်ဟစ်ပြီးကျမမနီကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေကြောင့်ရဖြစ်ဖြစ်စေခြင်းနေတော့ဘာလို့သူလဲခလေးငားစားတာလေသူလဲခလေးငားစားတာသူလဲခလေးငားစားတာနော်ပြန်လာရင်ပတ်စံရတယ်ခလေးခေါ်ပြီးထိန်းသွားပြီးပြန်လာခလေ ်းငားစားတာအဲ့ဒါသူတို့ရဲ့ business ကလေးငားစားတာသူတို့ကတပြန်စီပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေခြင်းနေတော့ Emily ဥပတခိုးကလူပြန်ဟစ်တယ်ဆိုတာအဲ့ဒါကိုခေါ်တာနော်ဆိုတော့အမှန်နေပဲပြောနေရနော်ကျွန်တော်လည်းခတ်တော့ခတ်တယ်ကျွန်တော်တိုင်းပြည်အောင်လဲနေနေတော့လွဲတယ်သိလားဆိုတော့ကျွန်မမနေ့ကဆိုဥပဒေပုံမှန်နေကျွန်မရှင်းပြတယ်ကျွန်မတို့တွေ သူကိုအကုန်လုံးပေါ့နော်မမတွေညီမလေးတွေကျမတို့ဘယ်နေ့ပဲကိစ္စဒီလိုမျိုးကြုံတွေ့ရမှာမသိဘူးကြုံတွေ့ရရင်ကျမတို့ကဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုသိအောင်လို့မလို့ဒီလိုထုတ်ရင်နှက်ပြီးတော့မှဒီလိုတွေတင်ရင်လဲဒီလိုတွေနဲ့ညီဆိုးနေနော်ဒီလိုတွေနဲ့ညီဆိုးရင်မညီဆိုးအောင်ဘယ်လိုလုပ်မလဲဒါတော့ကွက်ကိုညံရှိတယ်လို့သုံးဟုတ်တယ်မလားကျမပြောတာကျမကိုလာပြီးတော့မှတခိုးကလှုပ်သွားတာကိုခံရမှာလားတော့တခိုးကိုကာကွယ်တဲ့ဥပဒေလားလို့လာမပြောနဲ့အဲ့ဒါနိုင်ငံတိုင်းမှာချမှတ်ထားတဲ့ဥပဒေကျမထုတ်ထားတာလည်းမဟုတ်ဘူးကျမကိုရန်လာမတွေ့နဲ့ ျမထုတ်ထားတဲ့ဥပဒေလည်းမဟုတ်ဘူးကျမကတိအောင်လို့ဆောင်ရန်ရှောင်ရန်ကိုရှင်းပြတာအဲ့တော့ဂယုမဆိုင်ဘူးလုံးမှာပဲလုံးတော့ပါဖြစ်လဲလုံးရင်အဲ့လိုဖြစ်မယ်ဟုတ်လားအဲ့တော့ဒီလိုတွေလုတ်တယ်ဗီဒီယိုတွေရိုက်ပြီးတော့မှတင်တယ်ဒီလိုတွေထုဟဲနှက်ဟဲကိုယ့်အကိုစီမံရင်ဒီလိုမျိုးဖြစ်မယ်ဒါဆိုရင်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲကိုယ့်အကိုညံရှိတယ်လို့သုံးဟုတ်လားကောကောညာရှိတယ်လို့လို့တင်တင်စိန်တွေကိုကျမကသတိပေးတာเนาะတင်တင်စိန်တွေလို့လို့ဒီလိုမျိုးအမှုကိစ္စတွေကကြီးမားကျယ်ပြန့်တာ ဟုတ်ပြီလားအဲ့တော့ဒီလိုသခိုးတွေကလည်းမရှိဘူးလားဆိုရှိနေအောင်ပါအဲ့ဒီသခိုးတွေကနော်အဲ့တော့အုပ်စုလိုက်ကြီးအုပ်စုလိုက်ကြီးအဲ့တော့ကျွန်မပြောချင်တာမဟာကိယုနာရှင်ကြီးတွေကလည်းသခိုးအားပေးတွေတော့မလုပ်ကြနဲ့ နော်တခိုးကိုအရန်ကြီးသွားပြီးတော့မှဟာအရန်ကိုမဟာကိဝနာရှင်ကြီးတွေလက်ထင်းတွေကိုပတ်စံတွေထည့်ပြီးတော့မှဟာတခါတည်းကိုအတင်းကြီးတွေကြတော့လေအာမြင်ရတွေ့ရတာအဆင်မပြေဘူးနော်တခိုးကလည်းတခိုးရဲ့ပြင်းမှုပြစ်ဒဏ်ခံရမှာပေါ့သူခိုးလို့ဖြစ်တဲ့ကိစ္စလေသူကဘာနာလာပြီးတော့မှဟာလှုပ်ပြီးသူတို့ကတော့အင်တာဗျူးဖြေပြီးတော့မှဟိုဘက်ကိုတခါတည်းလာပြီးတော့မှဗာနဲ့အမလီဟိုဥပဒေအတိုင်းဖြစ်စေခြင်းနဲ့ရောဘာရောညာရောနဲ့ဆိုတော့ခလင်းငားတယ်ဆိုရင်ဟာတယ် နော်အောက်စုဖွဲ့ပြီးတော့မှကလေးတွေကိုတောင်းရန်စားတော့ခိုင်းနေတယ်ဆိုရင်ဟာတွေကကျမတို့မြင်နေတွေ့နေတာပဲမိပွားရကလေးတွေနှိမ်နှင်းလို့ရလို့လားမညာဘူးအဲ့ကလေးတွေကိုအရင်ကစာတင်ပေးတယ်လीကလေးလေးဒီဘက်ကကျမတို့လူငယ်လေးတွေအောက်စုတွေကတင်လို့မရဘူးလုံးလို့မရဘူးအလုပ်တွေခေါ်ပေးကြတယ်လीရှိနေကိုယ့်အိမ်ကပစ္စည်းတွေပါခိုးဖွက်ပြီးတော့မှလည်းတခါတည်းကိုအာပြီးသွားကြတာမျိုးတွေဇိုင်းရိုက်နဲ့ဗီဇဆိုးတွေဟာကျမပြောတယ်ကေတင်လို့မရဘူး တချို့လက်တွေဟာဆွင်းလို့မရဘူးသူတို့ဆွင်းကိုပါကြသွားတယ်အဲ့တော့လက်ကကမ်းပီးတိုင်းကောင်းတာမဟုတ်ဘူးတချို့လက်တွေဟာမကမ်းသင့်တဲ့လက်တွေရှိတယ်တချို့လက်တွေဟာကမ်းပင်းလိုက်လို့ရှိရင်ခိုးနောက်ကိုမပါပါဘဲနဲ့ကိုယ့်ကိုဆွဲချတယ်ဆိုတော့လက်တွေအများကြီးရှိတယ်ဒါကိုသတိထားဖို့လိုတယ်နော်အဲ့တော့ခါရောမီပရဟိတတွေလည်းတခုခုထစ်ခနဲဆိုလို့ရှိရင်ပတ်စံသွားသွားပေးတာကျမတို့တိုင်းပြည်မှာအဲ့ဒါဇာရိတမန်တိုင်းကိုရိုက်ချိုးခံရတာပဲ။ မလုတ်ပါနဲ့အောင်ခဏစောင့်ကြည့်ပါအောင်အញ្ញန်းကြီးအဲနိုင်ငံနဲ့အဝိုင်း hot ဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်ဘာလုပ်မလဲ နော်တက်ဆိုင်ရာကရောဘလို့ဆောင်ရွက်မလဲကျမတို့ခဏလေးစောင့်ကြည့်ကြည့်ပါအောင်အတင်းကြီးတွေကိုမဟာကယူနာရှင်ကြီးတွေလုတ်ပြီးသွားပြီးတော့မှပေးတော့တော်ယုံသူတွေရဲ့စိတ်ထဲမှာဟာဒီလိုမျိုးဖြစ်တာတောင်ဒီလိုမျိုးပတ်စံနေရပြီးတော့မှဒီလိုမျိုးအာဖြစ်တယ်ဆိုပြီးတော့မှဖြစ်ပါလိမ့်မယ်အဲ့တော့နည်းနည်းလေးဒီပရဟိတခါရိုမီဟုတ်တယ်နော်နောက်ပိုင်းခူးဝယ်စားကြင်ကြလိမ့်မယ်ရှင့်ဒီတတိနဲ့ဆင်ញင်တော်မူပါလို့ပဲကျမကပြောပေးရစီနော်အဲ့တော့အခုတော့တခိုးလေခိုးတဲ့ဖြစ်တံခံရမှာပဲ ်ခုနကကိုထိလိုက်အောင်လုပ်လိုက်တဲ့အမိုင်းကြီး ਨੇ ကိုပြစ်မှုထင်ရှားသွားတယ်နိဗီဒီယိုဖိုင်ကြီးက evidence ဖြစ်သွားတယ်လင်အဲ့တော့သူ့ရဲ့အဟာအညာဒီ evidence အညာသူလဲထိုက်တဲ့နှစ်ယောက်ပတ်တယ်အဲငွေတန်လားထောင်နံလာဒါမျိုးခံရမှာပဲဟုတ်တယ်เนาะအဲ့တော့လေဟိုကျမတို့က ဘလို့ပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိလို့ရှိရင်ဥပဒေကိုတည်ထားဖို့လိုတယ်အဲ့တော့ဥပဒေတွေကိုရှင်းပြလို့ရှိရင်ကျမလာပြီးတော့မှရံမတွေ့နဲ့ကျမကဥပဒေထုတ်ပြန်တဲ့လူမဟုတ်ဘူးအဲ့ဒါတကယ်ရှိနေတဲ့ဥပဒေကိုကျမကဒါကိုညံရှိတယ်လို့ဒီဥပဒေကိုဘလို့ရှောင်ရဲနိုင်မလဲဆိုတာကိုသိရအောင်လို့မိမိကြုံခဲ့ရင်သိရအောင်လို့ရှင်းပြတာကိုတနိုင်ငယ်နေမဟုတ်ဘူးနိုင်ငံသားမှလည်းဒီတိုင်းပဲလင်မယားချင်းရံဖြစ်လို့လက်နဲ့ယွင်ရင်တိုင်လို့ရတယ်ရဲခေါ်လို့ရတယ် ကိုသားသမီးကိုစိတ်ထဲမှာမစိုးလို့မလို့ရိုက်ရင်ရဲခေါ်လို့ရတယ်เนาะသားသမီးကရဲကိုခေါ်လို့ရတယ်သို့မဟုတ်မြင်နဲ့ကြားနဲ့မိသူမစိုးကရဲခေါ်လို့ရတယ်အဲ့ဒါနိုင်ငံတိုင်းမှာတခိုးခိုးနေတာမြင်နဲ့ကိုတိလက်ရောက်လို့မရဘူးရဲပဲခေါ်လို့ရတယ်အဲ့ဒါနိုင်ငံတိုင်းမှာရှိတယ်เนาะအဲ့ဒါကိုကျမတို့လာပြီးရံမတွေ့နဲ့ ဟုတ်ပြီလားကျွန်မထုတ်ထားတဲ့ဥပဒေမဟုတ်ဘူးဆောင်ရံရှောင်ရံကျွန်မတို့ကကို့အလှဲကြရင်ပါးပါးနက်နက်နဲ့ဘယ်လိုလုံမလဲဆိုတာကိုလုံလုံရအောင်လို့ကျွန်မကရှင်းပြတာဟုတ်ပြီနော်ပြောမှရတော့မယ်ပြောမယ်နော်လူတော့မပြီးကြတော့ဘူးလားငါတို့လည်းအစားတွေ့အစားပြစ်တော့မှကျတော့ငါတို့ကခလေးဘက်ကကြည့်ပြီးတော့ခလေးကိုတနာလို့ပြောရပါပဲစီရယ်အကွက်နင်တို့ဟာကြီးကယန်းနဲ့အိုပါတင်းနဲ့များလုံးနဲ့လှူတာလှူတာဆိုတာယန်းနဲ့လှူကျင်နေတယ်ဟောအရန်နဲ့ကိုပလိုက်တာစိတ်ပြင်းထန်နေတယ်ဟော โอเคအမတန်ကိုဒုက္ခရောက်ပြီးရိုးရိုးတတနဲ့ဘဝကိုဒုက္ခရောက်တဲ့လူတွေအများကြီးငါနေတော့စီအကောင်ခေါ်ခဲ့မယ်လူကြဆန်ဟဲဆိုပြီးအဲဒုက္ခတတ်ရအားလုံးနေတော့ရှစ်ကိုလည်းပြစ်ချပြီးမယ်လူကြဆန်လူကြဆန်ဆိုပြီးတော့လှုပ်အိုက်မှာနေတော့တည်းရုပ်ပြက်စင်ပြက်တွေဖြစ်ပါတယ်ဟဲ့အိုပါတွေများလို့မှလည်းအမြင်ကက်စရာတွေဖြစ်ကုန်ပါတယ်လှူတာလှူတာရန်နဲ့ဇော့လူစရာလူတွေလောက်ရှာနေလားအရှမ်းနဲ့လူကျင်နေတယ်ဟာ ောင်းပြီးညို့လိုက်လူစရာမလို့အဲ့ဒီအရန်ဒုက္ခရောက်ပြီးတော့ရရိုးတတနဲ့ဘဝကိုစ조사ရုံးကြံပြီးအစင်မပြေဘဲနဲ့ငတ်ပြတ်ပြီးတော့လေတကယ်ဒုက္ခရောက်တဲ့ဒုက္ခပဲတွေကခေါ်ခဲ့မယ်ညို့စီကိုလူဟဲဆိုပြီးတော့မပြီးတော့ဘူးမပြီးတော့ဘူးစွတ်တယ်အမလေးဘလို့တောင်းဝင်ယူပါတယ်ဘလို့လောက်ပေးပါတယ်အမလေးဘလို့ကာကွယ်ပေးပါတယ်ဘလို့စားနေတခိုးကတခိုးပဲ ငါတို့ကဒီသခိုးရိုက်တာထူတာတွေမြင်ပြီးတော့တာဝန်စီသူ့ကိုအားရမယ်ပြောရမယ်ဆိုရမယ်ဆိုပြီးတော့စန့်ချင်အပြစ်ပြောရအောင်လွယ်ပြီးတော့ကြံတဲ့ကိစ္စဘာကန့်တတ်ကြမှာမရှိခလေးတို့တနာတို့ဘာမှအပြစ်မရှိတဲ့ကလေးတွေကိုကာကွယ်တဲ့အနေလောက်တဲ့ပဲပြောတာညီတော်ကအရာကူကဘာတယ်မလို့ကင်မရာကြီးကင်မရာတကားကားနဲ့ဖုန်းတကားကားနဲ့အဲ့ဒီ AV ကိုသွားပြီးဇွတ်တွေလှူတာလှူတာလှူတာသူ့ကိုပြောရလေလှူစရာလှူပြီးရှားနေလားရန်နဲ့လှူကျင်နေတဲ့ဟာခေါ်ခဲ့ပြီးမြေ ရှာခဲ့ပြီမဲ့လှူချစမ်းဟေးဆိုပြီးတော့လေအမလီဒီနိုးရဲ့မျက်နှာကိုကြီးလိုက်တာလည်းသိပါတယ်ဟဲစေတနာပါတာလည်းမဟုတ်ပါဘူးဇွတ်တေကိုအမလီနည်းနည်းလေးအဲ့လိုဆိုရှယ်မီဒီယာပေါ်မှာဒုက္ခရောက်တဲ့လူကရထားဝါတဲ့လူတွေတွေ့နေတော့အလူရက်လှူတာလေးလံတင်သလိုပဲလေးလံတင်ဇေဝဲသလိုပဲတိလာဘသူကပို့ပြီးနာမည်ရမလဲဘသူကပို့ပြီးနာမည်ကြီးမလဲစက်တဲ့လှူတာလှူတာလဲလှူပေါ့ဟဲစုံစမ်းပြီးတော့တတိယချာလှူကြပါအမြင်ကြီးကကက်စရာကောင်းလားငါဆဲမလားပို့တင်ပြီးဆဲမလားဆဲကြမလားဆဲ ချမ်းပြောက်မှားလားမှားလားကလေးလေးကိုတနာတယ်ဟုတ်โอเคတော်တင်းအောင်ကလေးလေးကိုလှူလိုက်ရပြီငါဒီဘွားကြီးကိုငါအမတရားပြောတာလည်းမဟုတ်ဘူးအင်းတို့ကအရာအရန်ဆွတ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 ်လူဆွတ်သူတော်ကဇွပလိုက်တာဆက်ရန်နဲ့ပြင်းထန်နေတာဒီလောက်တောက်ကရောက်နေတဲ့နေရာပြက်ပြက်ဆက်အများကြီးပဲခေါ်ခဲ့မယ်ငါနောက်နေ့ကြရင်နေတော့ဦးစီဦးငါဆက်အတော်လာကြီးအခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ ဟိုခိုးတဲ့တခိုးอ่ะတဲ့အိမ်မှာနေပြီးတော့အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲခတ်တော့ခတ်နေပြီစောက်ယူတွေတမျိုးစောက်ယူတွေတမျိုးနော်ဆိုင်ရှင်မိမလည်းအထဲမှာပဲခိုးတဲ့အဖွားကြီးလည်းအထဲမှာပဲဘူမသိကိုမသိနဲ့သူများရောင်တိုင်းရှောက်ရောင်ပြီးတော့ ဟိုဟိုတစ်တော်လေးမှာလိုက်ကလေးပါလေးရလို့ရညာဆိုပြီးတော့အားတဲ့ကိုအခိုးခံရတဲ့လူကအချုပ်ထဲမှာတဲ့ခိုးတဲ့တခိုးရတဲ့အိမ်မှာမိမိထိုင်အလူငွေလက်ခံနေတဲ့နိုင်ငံမှာနေရတယ်ဒီပါရင်နဲ့စောက်ယူးတွေစောက်ကွက်လာပြောင်းခမရတို့ကတိုက်ပြီးတော့သူများမုန်းခံနေနေနော်ခိုးတဲ့သူကလည်းမှုဖွင့်ရမှာမဟုတ်ဘူးဟုတ်လားရိုက်တဲ့လူကလည်းတခိုးကိုမှုဖွင့်ရမှာမဟုတ်ဘူး အချိန်နဲ့သူတို့ကသူတို့တယောက်နဲ့တယောက်တောင်းပန်ပြီးကျင်းတ်ပြီးလက်ဆွဲနှုတ်ဆက်သွားလိမ့်မယ်ခမားတို့ကဖင်ရပြီးခမားတို့ကတက်တက်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောနေရှောက်ပြောနေဒုက္ခပဲလူချင်းလူခင်ပေါ့အောင်နေသက်မှာသူများမုန်းခံသက်မှာနဲ့လိုင်းတာယာဖြစ်စဉ်အချင်းပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ကရန်ကုန်တိုင်းလိုင်တာယာအရှိပိုင်းမြို့နယ်၅ရက်ကွက်ဘူဂျုံလမ်းမပေါ်ရှိတွေ့လာသူအထက်ဆိုင်မှာတာအမီဟုယူဆရသူနောက်ပိုင်းတွင်မြေဖွားဖြစ်နိုင်ကြောင်းသတင်းများထွက်ပေါ် မျိုးသမီးတအူးနဲ့ကလေးငယ်တအူးဟာစတီးစလုံးအလုံး20ကိုခိုးယူရဆိုတဲ့ဆွဆွဲချက်နဲ့စိုင်းပိုင်ရှင်နဲ့ဝန်ထမ်းတို့ရဲ့ရိုက်နှက်နှိပ်စက်မှုကိုခံခဲ့ရပါတယ်။အဆိုပါရိုက်နှက်မှုဗီဒီယိုကိုလူမှုကွန်ရက်မှာပါတင်ခဲ့တာကြောင့်ပြည်သူလူထုကြားမှာအကြီးအကျယ်ဝေဖန်ကန့်ကွက်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများအဖမ်းခံရခြင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်မလိုလားအပ်တဲ့ပြဿနာများဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက်အောက်တိုဘာ21ရက်နေ့မှာပဲစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကဆိုင်ပိုင်ရှင်ဖြစ်သူမနောဝါဝါလိုင်းနဲ့ဗီဒီယိုရိုက်တင်ခဲ့တဲ့ဝန်ထမ်းချုပ်ကိုဖမ်းဆီးခဲ့တယ်လို့မြို့ခံများကနေတစင်သိရပါဗါလက်ရှိမှာလှိုင်းသားရအရှိပိုင်းရဲစခန်းကစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပြီးပရာဟိတအဖွဲ့အစည်းများကလည်းကလေးတငယ်ခွင့်ရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်ဖို့စီစဉ်နေတယ်လို့အုတ်ချ တုတ်ရည်နဲ့နှိဆက်သူများကပြောဆိုထားပါတယ်ဥပဒေအရအရေးယူရမယ့်ကိစ္စကိုမိမိသဘောဆန္ဒနဲ့နှိမ့်ဆက်ပြီးလူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်တဲ့ဝန်ထမ်းတွေဟာတရားဥပဒေအရအရေးယူခံရဖို့အခြေအနေရှိနေပါတယ်ကာရိုမီပရာဟိတအမိခံဆယ်လီရူးများဝေဖန်ခံရခြင်းဒီဖြစ်စဉ်နဲ့ဆက်ဆက်ပြီးအငင်းပွားစရာအကြောင်းအရာတစ်ခုကတော့အဆိုပါခိုးယူသူအမျိုးသမီးနဲ့ကလေးငယ်ကိုတွားရောက်ကူညီပေးခဲ့ကြတဲ့ကာရိုမီပရာဟိတအမိခံဆယ်လီရူးများအပေါ်ဝေဖန်မှုတွေပဲဖြစ်ပါတယ် တိုင်းသားရမှာပြဿနာဖြစ်သွားတဲ့ NDA နဲ့ကလေးသားမိစီကိုမသိတော့ဒီနေ့ရောက်ခဲ့ပါတယ်။ရောက်ခဲ့တဲ့အကြောင်းအရာပါလဲဆိုပြီးခဲ့တဲ့ရက်ကမသိရပါတော့။ကလေးနဲ့ပတ်သက်ပြီးစိတ်မကောင်းလို့ဆိုပြီးမသိ အဲ့လိုမျိုးလေးတင်ထားလေးရှိပါတယ်အဲ့ဒါကိုမသိရင်အကောင့်ထဲမှာရှိတဲ့အဲလူတွေကနေကူညီချင်တယ်ပေါ့နော်သူတို့ကူညီပေးပါဆိုလို့ကျွန်မအဲ့ဒါလေးကိုကူညီပေးတာလည်းပါတယ်နောက်တစ်ခုက Star and More Agency ကကိုဂျွန်လွန်ရနေပြီးတော့ဒီကိစ္စလေးကိုလေ तू ကတွေ့တဲ့အခါကျတော့ပေါ့နော် तू ကတခိုးအားပေးတာမျိုးလုံးဝမဟုတ်ဘဲနဲ့မသိရင်ဒီသားမီးနဲ့ဒီဖွားကြီးစီကိုတွားပေးပါအကိုစကားလေးပြောကြည့်ချင်ပါတယ်ဆိုပြီးပြောတယ်အဲ့နဲ့ပဲမသိရနေပြီးတော့အဲ့ဒီ ND တွေစီကိုတည့်ရတွားပြီးတော့ကိုဂျွန်လွန်နဲ့စကားပြီးပြောပါတယ်ပြောတဲ့အချိန်မှာ INDD ကကြတော့ဒီပစ္စည်းကိုသူယူလိုက်မိတဲ့အတွက်ပေါ့နော်သူနောက်လာလဲရတယ်နောက်တစ်ခါလဲအဲ့လိုမျိုးထပ်မဖြစ်ချင်ဘူးပေါ့နော် နောက်လည်းဒီလိုမျိုးတွေလည်းထပ်ပြီးတော့မခိုးတော့ပါဘူးဆိုပြီးပြောတယ်။ပြီးတော့အခုလောလောဆယ်အကျွေးဘလောက်ရှိလဲလို့မေးတဲ့အချိန်မှာအဖွားကြီးကကျတော့၈သိန်းကျွေးဆက်ရပါမယ်။ကလေးမေကကျတော့၅သိန်းကျွေးဆက်ရပါမယ်လို့ပြောပါတယ်။အဲ့တော့ကိုကျွလင်ဖြစ်စေခြင်းတဲ့ပုံစံမျိုးကကျတော့ဗာလဲဆိုတော့ तू လဲကိုကျွလင်ကကျတော့လဲသူ့ရဲ့တူတယ်သူ့ရဲ့ချွေးနေစားနဲ့ तू ကလှူတာဖြစ်ပါတယ်။အဲ့တော့ तू ကကျတော့ဒီအဖွားကြီးကိုပေါ့နော်။နောက်တစ်ခါ तू များပစ္စည်းမယူဘဲနဲ့ စီးပွားရေးလေးတစ်ခုခုပေါ့နော်ဘယ်လိုလေးအဆင်ပြေမလဲဆိုတာလေးမေးကြည့်တော့အပိုက်ရအရင်တော့ကျတော့ဈေးရောက်မှုတယ်ပေါ့နော်ဖရဲသီးတွေငားတွေကြက်သားတွေရောက်မှုတဲ့ခါကျတော့သူဈေးပြန်ရောင်းချင်တယ်လို့ပြောပါတယ်နောက်တစ်ခါလည်းအလုပ်ရှိတယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေထပ်ပြီးမလုပ်တော့ပါဘူးအခုတခုတစ်ခါလည်းကြံ့ရမရဘဲနဲ့လုံးမိသွားတာဖြစ်တဲ့အတွက်သူလည်းတော်တော်နောင်နာရပါတော့ပြောအဲ့တော့ကိုကျွန်လည်းကနေပြီးကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အကျွေးသမားတွေစီကိုမတင်ရပဲဥဆောင်ပြီးတော့ပေါ့နော်အဲကုညီပေးလိုက်ပါအကျွေးသမားတွေကိုအကျွေးသွားဆက်ပေးလိုက်ပါအဖွားကြီးအတွက်၈သိန်းကောင်မလေးအတွက်ကကျတော့၅သိန်းပေါ့နော်ကျန်တဲ့၇သိန်း ခုနှစ်သိန်းကိုကြတော့ဒီအဖွားကြီးကိုပေါ့နော်ဈေးရင်ဖို့အတွက်ပေးလိုက်ပါဆိုပြီးတော့ကျမကိုအကူအညီတောင်းလို့ကျမကနေဂျားထဲကနေပြီးတော့သွားပြီးတော့ကုညီပေးပြတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကျမရဲ့ကိစ္စကကြတော့ကျမကအစရေကကလေးအတွက်ကိုအဲမိခင်စိတ်နဲ့ပေါ့နော်စာနာတနာတော့အဖြစ်ကျမကခလေးကိစ္စကိုပဲလုပ်ပေးတာဖြစ်တဲ့အတွက်ကျမကကြတော့ တခြားလူတဲ့လူတွေရောကျမရဲ့ပတ်စံရောပေါ့နော်အဲ့ဒါအတွက်ကိုကလေးအတွက်ကိုလိုအပ်မယ်ထင်တယ်ကျမလည်းကလေးမေဆိုတော့ဆေးဝါးတွေအားဆေးတွေပါရာစီတမောတခြားအစုံပေါ့နော်အဲ့ဒါတွေပြီးတော့အားဖြည့်တဲ့အစားအသောက်တွေပြီးတော့နောက်ထပ်မုတ်တွေဒိုက်ပါတွေတခြားကလေးအတွက်လိုအပ်တဲ့ accessory တွေအကုန်လုံးရေရေချိုးစပြဘာညာစသဖြင့်အဲ့ဒါတွေပေါ့နော်ငွေသားကတော့ငွေသားတစ်ဝက်အဲဒီဟိုကပစ္စည်းတစ်ဝက်ပေါ့နော်အဲ့လိုမျိုးလေးကလေးသားမိအတွက်ကူညီပေးဖြစ်ပါတယ် နောက်တစ်ခုကကျမတို့ဒီအခုလိုမျိုးကုညီတဲ့နေရာမှာလက်လွတ်စပယ်လိုင်းပေါ်မှာနာမည်ကြီးနေလို့ငါလည်းနာမည်ကြီးရမယ်ဆိုတဲ့စိတ်မျိုးနဲ့လုံးဝမဟုတ်ပါဘူးနော်လောက်တာမျိုးလုံးဝမဟုတ်ပါဘူးကျမတို့ဒီအဲ့မတိုင်ခင်တရက်ကရက်ွက်ထဲမှာအကုန်လုံးစုံစမ်းပြီးပါပြီရက်ွက်မှာတာဝန်ရှိတဲ့လူတွေရောတခြားရက်ွက်ထဲကလူတွေရောစိုက်တွဲသမားတွေရောအကုန်လုံးစုံစမ်းပြီးမှဒီအဖွားကြီးဒီကလေးကိုငှားစားတဲ့ဟာလည်းမဟုတ်သလိုဒီကလေးဒီသူငငယ်လေးတွေကထိန်းလာတဲ့ကလေးဖြစ်ပါတယ်အမျိုးဆက်မယ်ဆိုရင်တော့မြည်တော်ပါတယ်နော်အဲ့လိုမျိုးသူ့လက်ပေါ်မှာကြီးလာတဲ့ကလေးဖြစ်တဲ့အတွက်သူကနေပြီးတော့အဲ့နေ့ကလည်းအဲ့ကလေးကိုခေါ်သွားဖြစ်တာပြီးတော့ ောက်တစ်ခုကလာကုန်ခံကြီးလည်းဖြစ်တော့သူ့ရဲ့အကျွေးတွေကအများကြီးပေးရမှာပေးရမှာဖြစ်တယ်ဆိုတော့ကြံရမရပဲနဲ့ဒီကိစ္စလေးကိုလုံးပြီးလို့အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့နော်နောက်တစ်ခုကတော့ကျမတို့ကကျတော့ကလေးကိုပဲကြည့်တာဖြစ်တယ်သူကအဲ့ဒီကကလေးကကျတော့အငယ်လဲငယ်သေးတဲ့စကားလည်းမပြောတတ်ဘူးပြီးတော့ဒီလိုဖြစ်တဲ့ကိစ္စမှာအဖွားကြီးတယောက်တည်းဖြစ်နေအောင်ကျမတို့ကအဲ့လိုဖြစ်ချင်မှဖြစ်မှာပေါ့နော်ကလေးလေးကမျက်စိတငယ်နာတငယ်နဲ့နေပူလည်းလည်းထုတ်ခံရတယ်ကျိုးလည်းတုတ်ခံရတယ်ပြီးတော့အတွန်းလန်းခံရတယ်အဲ့လိုမျိုးတွေဖြစ်တဲ့အကြောင်းမလို့ကျမတို့ကစာနာစိတ်နဲ့ဒီကလေးကြောင့်ပဲကျမကအဲ့လိုမျိုးလေးစိတ်ကလေးဖြစ်သွားတာပေါ့နော်ဒီနေရာမှာပြောကြပါလိမ့်မယ်အဲ့ကလေး တယောက်ပဲအသက်ရှိတာမဟုတ်ဘူးတခြားအလိုကားလမ်းမတွေမှာတောင်းနေရကလေးတွေပါ냐ဆိုတာအဲ့ဒါတွေကကြာတော့တာဝန်ရှိတဲ့လူတွေကနေပြီးတော့ဆက်ပြီးလောက်ပါလိမ့်မယ်အခုခေတ်မှာဆိုလို့ရှင်ကလေးငားနေတဲ့အဲကိစ္စတွေလည်းရှိသလိုဒီလိုမျိုးအဲကလေးတွေကိုခိုင်းစားတဲ့လူတွေအများကြီးရှိပါတယ်အဲ့လိုကိစ္စမျိုးတကယ်ဟိုအဲမှန်ကန်တဲ့ကိစ္စမျိုးတွေဆိုလို့ရှင်တော့တာဝန်ရှိတဲ့လူတွေဆက်လုပ်ဖို့အတွက်လည်းကျွန်မတောင်းဆိုချင်ပါတယ်နော်အခုကိစ္စကကြာတော့ကျွန်မတို့ကမြင်တွေ့ရတာကကြာတော့ဒီလိုဆိုရှယ်မီဒီယာပေါ်မှာအကျယ်တဝန်းဖြစ်သွားတဲ့အတွက်ကိုကျွန်မတို့ကဒီကလေးကိုပဲအဲ focus ထားပြီးတော့ဒီကလေးကပဲလက်ရှိမှာအဲ့လိုမျိုးလေးနေနေ တဲ့သူအဖြစ်ဖြစ်ရတာဖြစ်တဲ့အတွက်ကျမတို့ကကလေးကိုဦးစားပေးပြီးတော့အဲကူညီပေးတာပေါ့နော်ပြီးတော့အဲ့ဒီနေရာမှာပေါ့နော်မိသားစုတိုင်းမှာတော့ရှိပါတယ်အဲညီကိုမောင်နှမတွေကိုကိုရဲ့ဆွေမျိုးတွေကကလေးတူတူတယောက်ဒါဆိုလို့ရှင်ရောအကုန်လုံးကစာနာနားနားလည်ပေးနိုင်တော့လောက်ကြမှာပါနော် ပြီးတော့ဒီလိုမျိုးတွေကုညီတယ်ဆိုတာလည်းကျမတို့ကတခိုးတရိုးကန်တာမဟုတ်ပါဘူးအစတည်းကတခိုးကတော့တခိုးအပြစ်ကိုတခိုးခံရမှာပါဆိုင်ရှင်ကလည်းသူလုံးမိတာဖြစ်တဲ့အတွက်သူ့ရဲ့ကိစ္စကိုသူဖြေရှင်းရမှာပါအဲ့တော့ကျမတို့ကတော့ဂျားတွေကနေပြီးတော့အဆင်ပြေအောင် မျိုးလေးပေါ့နော် အတော့ကျမတို့အခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်သင်ခန်းစာတစ်ခုရလိုက်တယ်အဲ့ဒါဘာလဲဆိုလူတွေကပြောကြတယ်ဗောနော်အဲ့လိုမျိုးတခိုးခိုးတိုင်းကလေးပါလို့ရှင်ခိုးလို့ရာကြီးအလူငွေတွေရာကြီးဆိုရင်လူတိုင်းကတခိုးတွေဖြစ်ကုန်မှာပေါ့လို့ပြောတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါကိုဘလို့ဘာပြောချင်လဲဆိုလေလူတွေကဖြည့်ရှင်းပုံဖြည့်ရှင်းနေမှားလို့ဒီကိစ္စအဲ့လိုဖြစ်သွားတာတိလားအစတည်းကလေ ခိုးရင်ခိုးတဲ့အလျောက်သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေရှိပြီးသားရဲလက်ကိုအပ်လိုက်လို့ရှင်ဒီကိစ္စအဲ့လောက်ကြီးကြီးဖြစ်သွားမှာမဟုတ်ဘူးလူတွေရောအခုပြဿနာဖြစ်ပြီးွားတဲ့နောက်ပိုင်းမှာနောက်ထပ်လာခိုးရင်ရောအဲ့လိုမျိုးရိုင်းနှံဆုံးမအောင်မယ်လို့ထင်လို့လားအကုန်လုံးကသက်ဆိုင်ရာရဲစခန်းကိုပို့ကြမယ်လူတွေကြီးပဲနော်အခုဖြစ်သွားတဲ့ကိစ္စကလည်းခလေးကိုရိုင်းနှံလူမဆန်စွာလှုပ်လို့အခုလောက်ထိဖြစ်သွားတာပါပြီးတော့အခုနောက်ပိုင်းအဲ့လိုခလေးကိုချီပြီးလိုက်ခိုးမယ်လို့ပြောတဲ့ပြောလို့ရှင်အဲ့ဒီလိုက်ခိုးတဲ့လူတိုင်းကရောအယိုက်ခံရမှာမဟုတ်လို့လား လူတိုင်းရောလူမဆန်စားလောက်ကြမှာမဟုတ်လို့လားအဲ့တော့ဒီပြက်ဒီဖြစ်စဉ်ပြဿနာမှာကိုယ့်ဘက်ကကြီးတော့လက်ဖမိုးသူ့ဘက်ကကြီးတော့လက်ဖဝါနော်နှစ်ဖက်စလုံးကဒီလိုပဲအပြန်အလှန်မျှပြီးတွေးကြတဲ့လူတွေပဲအဲ့တော့ဖြစ်စဉ်အစအဆုံးကိုကြည့်ပါဘလို့ကြောင့်ဘလို့ဖြစ်တာလဲဥပဒဏ်ကြောင့်ဥပဒေဖြစ်တဲ့အကြောင်းကြောင့်အကျိုးဖြစ်တဲ့